တတိယမြောက်ရှင်သွေးလေးဖြစ်တဲ့သမီးလေးစုထဝတီမိုးမြင့်ခေါ်အေဗာကဖျားပေးတဲ့ဆုတဆုပါလို့ဆိုလာခဲ့တဲ့တရုတ်ဆောင်တဲ့မော်ဒယ်အွန်ဆိုင်မင်္ဂလာပါပရိသတ်ကြီးရေမော်ဒယ်တယောက်ဆောင်တယောက်ဖြစ်တဲ့ online ကိုတော့ပရိသတ်တွေအားလုံးကဒီနေ့ဒီချိန်ရက်ထိနေရာပေးချစ်ခင်နေကြဆဲပဲဖြစ်ပါတယ် မော်ဒယ်အွန်ဆိုင်ကအနုပညာအလုပ်တွေကိုလည်းလောက်ကင်ခြင်းမရှိတော့သလိုအနုပညာအတိုင်းဝိုင်းနဲ့လည်းဝေးကွာသွားခဲ့ကခင်မွန်ဖြစ်သူနေထိုင်ရာထိုင်းနိုင်ငံမှာပဲတွားရောက်နေထိုင်နေခဲ့တာဖြစ်ပါတယ်။အိမ်အောင်ကြပြီးပြီးချင်းကလေးကရှင်သွေးတွေယူခဲ့တဲ့အွန်ဆိုင်ကအခုဆိုရင်တော့သားလေးနှစ်ယောက်နဲ့သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။ မော်ရယ်အွန်ဆိုင်ကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိယတဦးဖြစ်တဲ့မိုက်ကယ်မိုးမြင့်ရဲ့သားဖြစ်သူကိုဖုံးချော်မိုးမြင့်နဲ့ဖူးစာဆောင်လက်ထက်ခဲ့တာဖြစ်ပြီးအိမ်အောင်ကြပြီးကလေးကခင်မုံဖြစ်သူရဲ့လူလီသေးမရှိပံမိုးထားမှုတွေအပြင်စီးစိမ်ချမ်းသာတွေအပြည့်လဲပေးထားခဲ့တာကြောင့်မော်ရယ်အွန်ဆိုင်ကတော့အနုပညာအလုပ်ကိုလုံးဝမလုပ်တော့ပဲပျော်ရွှင်စရာမိသားစုဘဝလေးတည်ဆောက်ဖို့ကအထူးအာရုံစိုက်ခဲ့တာလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မှာတော့ကိုဖုံးကျော်မိုးမြင့်နဲ့မော်ဒန်အွန်ဆိုင်တို့ကချစ်စရာတမီးငယ်လေးစုထာဝတီမိုးမြင့်ခေါ်အေဗာကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာပဲမွေးဖွားတန်းစင်ခဲ့တာဖြစ်ပါတယ်။တာလီနဲ့ရောက်ပိုင်ဆိုင်ထားပြီးဖြစ်တာကြောင့်တတိယမြောက်ရှင်သွေးလေးကိုတမီးလေးအဖြစ်လိုချင်နေကြတဲ့အွန်ဆိုင်တို့ဇနီးမောင်နဲ့အတွေ့အကြုံတမီးလေးအေဗာကဖျားပေးတဲ့အဆုပဲဖြစ်ပါတယ်။ အခုဆိုရင်တော့သားလေးနှစ်ယောက်တမီးလေးတစ်ယောက်နဲ့ပုံမပြေဆောင်သွားခဲ့ပြီးမို့မော်ဒယ်အင်ဆိုင်တို့ရဲ့မိသားစုဘဝလေးအတွက်ပြည်သက်ကြီးကလည်းဝန်တာကွန်ပြူစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။